2015ရွေးကောက်ပွဲမှာတရားမဝင်ရွှေ့ပြောင်းလုပ်သားတွေရဲ့မဲစင်းတွေကိုအလွဲသုံးစားပြုလုပ်ပြီးထဲစီလိုတဲ့ပါတီကိုမဲပြေထဲမှုပြုလုပ်မဲ့ကိစ္စကိုတတိထားစေလိုတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထထောင်ဆန်းစုကြည်ကတတိပေးပြောကြားခဲ့ပါတယ်။မိုးပြင်းနဲ့တန်ဖြူစီရဲမှာရှိတဲ့ဌာနတဟာရစစ်တင်းကြီးရှိမှာရှိတဲ့ကွင်းပြင်မှာမေလ18ရက်နေ့ကလူလူတွဲဆောင်ပွဲပြုလုပ်ခဲ့ရာတက်ရောက်လာတဲ့ပြည်သူတို့ကနေဆက်ဒေတာမှာရှိတဲ့ရွှေ့ပြောင်းလုပ်သားတွေရဲ့မဲပေးခွင့်မဲစင်းကိစ္စကိုမြင်မြင်ရမှာ ထောင်ဆန်းစုကြည်ကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်ဒီလိုတရားဟောဝေထွက်သွားတဲ့ဖြစ်ပြောင်းအလုံသမားတွေရဲ့အမည်တွေဟာဒီမဲ့တို့ရဲ့မူလအိမ်တော်ကြီးရှင်ရင်းနေမှာရှိနေလို့အဲ့ဒီဓာတ်တွေကိုသိသတိထားရမယ်ဘာဖြစ်လို့လဲဆိုတော့မရှိတဲ့ပုံစံတွေကိုရှိလျောင်ရောင်နဲ့တကယ်မဲ့တကယ်မထည့်တဲ့မဲတွေကိုထည့်တဲ့အောင်လုပ်ပြီးတော့ဘယ်ပါမတရားလုပ်မှတွေကိုကျမတို့အများကြီးသတိထားဖို့ကြိုးပါတယ်ဒါကြောင့် မြင်စရေးတွေကိုအလွဲသုံးစားမလုပ်ဘူး။မရှိမရှိတော့မရှိတော့တဲ့ဘောင်ချူတို့ဘောင်နေတို့ရဲ့နာမည်နဲ့အဲသူတို့ထည့်စေခြင်းနဲ့ပါတီရဲ့မဲတွေကိုဖြစ်ထည့်ရတာလို့မဖြစ်အောင်လို့အများကြီးကြိုးစားဖို့လိုပါတယ်။ထာကြီးဒေါ်ဆဲစုကြည်ကနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပြဿနာတွေကိုအေးအေးချမ်းချမ်းနဲ့ညှိနှိုင်းဆွေးနွေးဖြေရှင်းလိုတဲ့ဆိုပါကနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အနေနဲ့၆ဖွင့်ဆိုင်ဆွေးနွေးပွဲတွေကိုခက်စိတ်စိတ်နဲ့လေးလေးနက်နက်ပြုလုပ်ဖို့လိုအပ်တယ်လို့ မွန်ပြည်နယ်တန်ဖြူစင်ရဲ့လူထုနဲ့တွေ့ဆုံစဉ်ထောင်ဆန်းစုကြည်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ကျမတို့ရဲ့ပြည်သူလူထုအား96ဆလုံးကိုပြင်ပြင်ထန်ထန်စိတ်ဓာတ်ရှိပါလား။ရှိတယ်။ဟုတ်ပါတယ်။ရှိတယ်။အဲ့ဒါကျမတို့ကနေရတဲ့အကြောင်းကဒါဘုရားနေနေကြတယ်96ဆလုံးကျမတို့ရဲ့ပြည်သူလူထု။ဟုတ်တယ်။ဒီလိုရချင်လို့ဘာလဲအဲ့ဒါကိုပြောတာလေပြောတာလေအဲ့ဒါလည်းလက်တော်ဘူး ိုင်ငံရေးရဖြတ်ပေးဖို့ကျမတို့တောင်းဆိုရမှာလေအဲ့ဒါမျိုးကျမမေးပါလား636ကြတော့636ကတော့အာပြည်သူတွေအများစုကနေပြီးတော့ဖြတ်ဖို့အောင်သဘောတူရဆိုတော့ကျမသိရပါပြီ59စလုံးကိုဒီလိုဖြတ်တင်တယ်လို့ပြည်သူတွေကချိန်ပါလားဆိုပြီးကျမကတော့မေးတာဟာဒါကနိုင်ငံရေးအရာကျမတို့ဒီက59စလုံးဖြတ်သိမ်းရေးကိုဘယ်လောက်ထိအရှိန်ဟုန်မြင့်ပြီးတော့ 哇，那什么，就把那孙子喊过去吧。大哥，高威，你看，我先做个，你那个 boss，他那哎呀，女人，哎的，工资来的老高，海南媳妇什么都喜欢。大家出来的话，你要干个什么？哎，你又，我今年哎的，介绍下嘞。什么？老公在城里买下，老太太在老家玩的。什么？你来打工的来家老的，打工的来。 ောင်ဆုံးအချိန်လုပ်ခဲ့ဒီဒုတိယအချိန်လုပ်ဖို့ကိစ္စကိုဆက်ပြီးတော့ကျမတို့မှတိုက်တွန်းကြိုးပမ်းနေရတကယ်ပဲဒီနိုင်ငံလေးမှာဒီနိုင်ငံရဲ့ပြည်ထောင်စုအေးချမ်းချမ်းနဲ့ညီနိုင်ပြီးတော့ဆွေးနွေးပြီးတော့ဖြေရှင်းခြင်းနဲ့ဆိုလို့ရှိရင်ကျမဒီကနေပဲပုံပွင့်နေနေပြောမယ်ကမရာကြီးဥဒိတ်စိတ်အနေနဲ့ဒီ6ပွင့်ဆိုင်ဆွေးနွေးပွဲများကိုခက်စိတ်စိတ်နဲ့ခက်လေးလေးနဲ့လုပ်ဖို့လိုတယ်လို့ပြောပြစေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထာထောင်ဆန်းစုကြည်အနေနဲ့မေလ16ရက်နေ့ကမိုးပြင်းနယ်ခီးစဉ်ကိုစတင်ခဲ့ပြီးမေလ16ရက်နေ့မှာမိုးပြင်းနယ်မော်လမြိုင်မြို့မှာဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့်အထည်အမှတ်လူမှုတွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။အဆိုပါမော်လမြိုင်လူမှုတွေ့ဆုံပွဲကိုတွားရောက်ခဲ့တဲ့လမ်းမှာတော့ထောင်ဆန်းစုကြည်ကတထုံမြို့မှာခိတ္တဝင်ရောက်လာပြီးပြည်သူလူထုကိုနှုတ်ဆက်စကားပြောကြားမှုပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ထောင်ဆန်းစုကြည်အနေနဲ့ညနေပိုင်းမှာပြုလုပ်တဲ့ မော်လမြိုင်မြို့လူထုတွေ့ဆုံပွဲမတိုင်မီမှာလေခိတတဲခိုတဲ့ငွေမိုးဟိုတယ်မှာမော်လမြိုင်မြို့မြို့မိမျိုးဖားတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ထောင်ဆဲစုကြည်ကမေလ18ရက်နေ့တန်ပြူစီရဲ့လူထုတွေ့ဆုံပွဲပြီးတဲ့အခါမှာလေတန်ပြူစီရဲ့ကနေမော်လမြိုင်ကိုပြန်တဲ့လမ်းမှာမူးရုံကိုဝင်ရောက်ပြီးဒေသခံတွေနဲ့တွေ့ဆုံကဟောပြောမှုပြုလုပ်ခဲ့ပါတယ်။ င်းဆန်းစုကြည်အနေနဲ့လာမယ့်မေလ22ရက်နေ့မှာလည်းပူတာအိုမြေကြီးနားခီးစဉ်တွေကိုတွားရောက်ပြီးလူမှုတွဲဆောင်ဟောပြောပွဲတွေပြုလုပ်သွားဖို့ရှိရလို့သိရပါဗျ။